เอ๊ะแม่ไม่ใช่ยาได้อยู่เนาะเอ๊ะไลฟ์สดไลฟ์ดิโอ้ตายในเฉยยาตายในเฉยยาล่ะไม่เอาย่าย่าย่าเลยซ่าเลยพี่เนาะซ่าเลยย่าซ่าในเฉยไลฟ์เมรุอ่ะเสียอีดิซะโอเคซ่าในเฉยไลฟ์ไปพี่ ဟုတ်ကဲ့ပါလေ။ဟောင်းမင်းရအောင်ချမ်းနော်။ဒီပေါ်တော့တင်ဆက်နေကြဖြစ်တယ်။မြားတို့ရဲ့ internet cafe မိမယ်ဖြစ်မယ်။ဆွေးနွေးမယ်ဆိုတဲ့စကားဝိုင်းလေးပြန်ပြီးတော့အာတော်ရွှေလူလာပါပြီ။အားလုံးပဲမင်္ဂလာပါမားတို့ရေတွေ့ရတာဝမ်းသာပါတယ်။မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။မင်္ဂလာပါမားတို့။ဖြစ်ပါ။ဆိုတော့အာမြားတို့ရဲ့စကားဝိုင်းလေးရပါတော့။အာမိမယ်ဖြစ်မယ်။ ဆွေးနွေးမယ်ဆိုတဲ့စကားဝိုင်းလေးမှာအာဒီအခုဆိုရင်ပေါ့နော်အများအမေးများတဲ့မိကုံးလေးတွေကိုချေချပေးသွားမှာဖြစ်ပါတယ်ဆိုတော့အာဒီစကားဝိုင်းလေး like ကိုကြည့်တဲ့အခါမှာပေါ့နော်မေးစရာမိကုံးလေးတွေရှိတယ်များတို့ရဲ့ follower တွေများတို့ရဲ့ audience တွေမှာမေးစရာရှိရဆိုရင်လည်းအောက်မှာ comment လေးတွေရေးခဲ့လို့ရပါတယ်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့ဒီစကားဝိုင်းလေးနားနေမှာပေါ့เนาะများတို့ကိုတီးရတူလည်းရှိသလိုအာမတီးရတူလည်းရှိရဲ့အတွက် ကြောင့်ပထမဦးဆုံးအနေနဲ့မိတ်ဆက်ပေးပါမယ်။ဟုတ်ကဲ့ပါဆိုတော့ပထမဦးဆုံးအနေနဲ့မမီရနေပြီးတော့မိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာ။အဲခဏလေး။အော်အချိတ်သွားပြီမိရတွေ့လားလုံနေနေချိတ်တာချိတ်သွားပြီမလာနေဘူးလိုက်ကြည့်ဆို။ဟာမိုက်တယ်နော်။အော် sorry အားလုံးပဲမင်္ဂလာပါ။မိနမေကတော့ဇင်မင်မိုးပါ။သမီးလေးနှစ်ယောက်နဲ့တူတူကနေဒါနိုင်ငံမှာနေထိုင်ပြီးတော့အခုလက်ရှိမှာကောင်းတဲ့ကို full time ဖြစ်လောက်ဆောင်နေပြီးတော့ ီ digital business လေးကိုတော့မေယာ plan ပြီးပြည့်နေလောက်ကိုင်းနေရဖြစ်သလိုဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့လောက်ကိုင်းခြင်းတဲ့သူတွေကိုလည်းမန်တာတယောက်ဖြစ်နေလက်တွဲကူညီကူညီပြီးတော့လောက်ကိုင်းပေးပါတယ် thank you ပါဟုတ်ကဲ့ပါမလင်းရလည်းမိတ်ဆက်ပေးပါအောင်ချင်းဟုတ်ကဲ့ပါအခုပေါ့နော် internet cafe ညီမတွေအားလုံးနဲ့ဒီနေ့ကြည့်ရှုပေးနေတဲ့ orange တယောက်ချင်းစီတိုင်းကိုလည်းဒီကနေ့မင်္ဂလာပါလို့ရင်းစုံနှုတ်ဆက်ပါတယ်အဲ့တော့ အော် follower အစ်တတွေကိုပေါ့နော်အာပြန်ပြီးမိတ်ဆက်ပေးချင်ပါတယ်ကျမတော့လင်းလင်းဖြစ်ပါတယ်အခုလက်ရှိ Maryland State USA မှာသားသမီး၃ယောက်နဲ့အမျိုးသားနဲ့တူနေထိုင်ပြီးတော့ digital business ကိုအိမ်ကနေပြီးတော့သားသမီးတွေ business ဆောင်ရင်းနဲ့အားတဲ့ချိန်မှာပေါ့နော်လောက်ကန်နေတဲ့ business owner တူလည်းဖြစ်သလို mentor တူလည်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဘာရလမတင်ဟုတ်ပြီဟိုမှာအရှိရနေလာပြီးတော့မိုးပြောချိုးပြောလာပြောနေတယ် သမီးတို့ယူတာမဟုတ်โอเคပါအမလေးဒီနေ့ကတော့ဟဲ့ကြောက်ခရက်တွေနေပေါ့နော်ကြောက်ခရက်တွေနဲ့ပြောချင်တာတွေပြောနေကြပြီးတော့ sorry ပါတပတ်မှာစာဖွင့်လေရာအာအာဒီဘောတွေရတယ်စာဖွင့်ညာကြောက်ခရက်ဖြစ်ကြောက်ခရက်တွေအဲ့ဒါဒီမှာလဲတူတူပဲရှေ့မှာလာပြီးတော့ဟိုပါဖြစ်နေထားလိုက်ပါတော့ okay ဒီဒီနေ့ကတော့ပေါ့နော်ဒါအမတို့ရဲ့ဒီ internet cafe ရဲ့ live တော်လေးဖြစ်တယ်ဒါအမတို့ကတပတ်တစ်ခါတင်ဆက် sharing လုပ်ပေးနေကြဖြစ်တယ်ပေါ့နော်အမအမတင်ဖြစ်တယ်မမသားလေးတရားသမီးလေးတရားရှိတယ်မြို့သားနဲ့တူ American ပြည်တော်စု Wisconsin ပြည်နယ်မှာနေတိုင်းနဲ့အမအခုလက်ရှိ နေ salon နဲ့ tanning salon ကိုအချိန်ပြည့်လုပ်ကိုင်နေတဲ့ digital business ကိုတော့အချိန်ပိုင်းနေနဲ့လုပ်ကိုင်နေတဲ့သူဖြစ်တယ် thank you ပါ ဟုတ်ကဲ့ပါဆိုတော့အာကျမတို့ကလည်းမိတ်ဆက်ပေးချင်ပါတယ်ကျမရဲ့နာမည်ကတော့ဖန်တတ်မွန်လို့ခေါ်ပါတယ်အခုလက်ရှိမှာတော့ဒေးလင်္ကာနိုင်ငံမှာမိသားစုနဲ့သမီးလေးတယောက်နဲ့အတူနေပြီးတော့ digital business ကိုအင်းကနေပြီးတော့ full time အနေနဲ့လုပ်ကိုင်နေတယ် digital business owner တယောက်ဖြစ်တယ်လို့ဒီစီးပွားရေးကိုစိတ်ဝင်စားတယ်လေ့လာကျင်တယ်လုပ်ကိုင်တဲ့သူတွေကိုလည်း mentor တယောက်အနေနဲ့အာလက်တွဲခေါ်ပေးနေတဲ့သူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့အာဒီဘက်မှာပေါ့နော်အမေအများဆုံးဖြစ်တဲ့မိကုံးလေးတွေမြောက်အမြဲ အာဒီ messenger ကနေလာမေးထားတဲ့မေးခွန်းလေးတွေကိုပေါ့နော်ဒီနေ့ sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါအာပထမဦးဆုံးမေးခွန်းကကြတော့လေ digital business ကိုစိတ်ဝင်စားတယ်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ညကတော့ချင်းပြပေးရယ်ပေါ့နော်ဆိုတော့အာအဲသူတို့ messenger ကနေ reply လုပ်ပေးတယ်ဒါပေမဲ့လည်းဒါကိုပေါ့နော်များဒီအခုများတို့ရဲ့စကားဝိုင်းမှာ sharing လုပ်သွားခြင်းပါတယ်ဆိုတော့ပထမဆုံးအနေနဲ့မမေကဒီမိကုံးလေးကို sharing လုပ်ပေးပါဟုတ်ကဲ့ပါမြရေခုနက sorry ပဲခုနကခရောက်ခရက်တွေဖြစ်လို့ ီ host လုပ်ပေးတဲ့မြောက်ကိုလည်း thank you ပြောဖို့မေ့ွားတယ်ပါဝင်ပေးတဲ့ညီမတွေကိုလည်းမေက thank you ပြောဖို့မေ့အိုမချိတ်လားမချိတ်လားနေပြဿနာတက်နေတာနဲ့ပဲအဲ့တော့အခုကပြန်ပြီးတော့ thank you ပြန်ပြောမယ်ပေါ့နော် host လုပ်ပေးတဲ့မြောက်ကိုလည်း thank you ပါမတင်ရောလင်းရောကျေးဇူးတင်တယ်နော်ပြီးတော့ဒီ page တိုင်းမှာရှိတယ် follower ရောက်ချင်းစီတိုင်းအောင်လည်းမင်္ဂလာပါလို့နှုတ်ဆက်တယ်ဒီနေ့ဒီ digital business ကိုတော့စိတ်ဝင်စားတယ်ဘယ်လိုလုပ်ရမလဲဆိုတော့မိကွန်လေးကို sharing လုပ်ပေးရမယ်ဆိုလို့ရှင်တော့ ဒီလုပ်ငန်းကိုစမယ်စိတ်ဝင်စားပြီဆိုရင်မင်းတို့မှာပထမအဆုံးအဆင့်ကဒါ free လေးလာတဲ့အဆင့်ပေါ့နော်အဆင့်ဆင့်ဆိုလို့ရှိရင်မင်းတို့မှာ၃ဆင့်ရှိတယ်ပေါ့နော်လုပ်ငန်းကိုစိတ်ဝင်စားတယ်စတင်မယ်ဆိုရင်အဆင့်၃ဆင့်ကိုအားလုံးကဖြတ်တန်းရမှာဖြစ်တယ်ဒါအခုအောင်မြင်နေတဲ့လူတွေကိုလည်းအောင်မြင်နေတဲ့လူတွေအကုန်လုံးကလည်းဒီအဆင့်တိုင်းကနေပြီးတော့မကျော်ဘဲနဲ့ဖြတ်ခဲ့ကြတဲ့လူတွေဖြစ်တယ်ပေါ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပထမဆုံးဘာလုပ်ရမလဲဆိုရင်မေတို့ရဲ့ website အသီးသီးမှာရှိတယ်ပေါ့နော် www.badu.com ဆိုတဲ့ဒီ website မှာမေတို့ရဲ့နာမည်နဲ့ email ီရာလေးကိုပဲထည့်ပြီး register လုပ်ရုံပဲလုံးဝ risk မရှိဘူးသမီးလေးအတန်တိုးပေးမမဒီမှာ live လုပ်နေတယ်ယူအဲပြီးလို့ရှိရင်နာမည်နဲ့ email ထည့်ပေးအောက်မှာ၄000ကျပ်လေးရှိရအဲ့၄000ကျပ်လေးမှာအမှန်လေးချစ်လိုက် ပြီးလို့ရှိရင်အဲ submit လာလမ်းမိုးလာအဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်မေတို့ရဲ့ register လုပ်တဲ့ prime အဆင့်ကပြီးသွားပြီအဲ့ဒါပြီးပြီဆိုရင်လည်းမေတို့ email ထဲမှာသွားစစ်ပါ email ထဲမှာ replay video လေးတွေရောက်နေပဲပေါ့နော်ဒါက prime အဆင့်ဖြစ်တယ်ပြီးလို့ရှိရင်ဒီ prime အဆင့်မှာကိုကလေ့လာပြီးတော့ဒီ system လုပ်ပုံကိုင်ပုံတွေကိုကိုသဘောကျတယ်ဆိုမေတို့ဒုတိယအဆင့်ကိုဆက်သွားကြမယ်ပေါ့နော်ဒုတိယအဆင့်မှာဆိုလို့ရှိရင်တော့မေတို့ဒီ149ဒေါ်လာကိုသွင်းပြီးတော့မေတို့ဒီလုပ်ငန်းထဲမှာရှိတဲ့အဲလက်တွဲထားတဲ့ company တွေ ပြီးလို့ရှိရင်အကျိုးမြတ်တွေ product တွေအားလုံးကိုအသေးစိတ်ရှင်းပြထားတဲ့အော်လေလာဖို့အတွက်ကိုမေတို့က149ဒေါ်လာ one time fee ပေးပြီးတော့လေလာရမှာဖြစ်တယ်ဒီဥစ္စာက one time fee ဖြစ်တဲ့အတွက်ကြောင့်မလို့မေတို့တွေလစဉ်လဲပေးစရာမလို့နှစ်စဉ်လဲပေးစရာမလို့တစ်သက်လုံးမှဒီတစ်ချိန်နဲ့ပေးရတဲ့ fee ဖြစ်တယ်ပေါ့နော်ပြီးလို့ဒီဥစ္စာကိုပေးပြီးတော့ဝင်လေလာလိုက်တယ်ဆိုလို့ရှိရင် မေတို့မှာအချိန်တစ်လပေးထားတယ်အဲ့အချိန်တစ်လအတွင်းမှာဒီ business ကိုလေလာပြီးတော့ ကိုကတော့ကိုတွက်မဟုတ်ဘူးမကြိုက်ဘူးဆိုလို့ရှိရင်ဒီ149ဒေါ်လာမေလို့တပြားမှမနှုတ်ဖဲနဲ့ပြန်အမ်းပေးတာဖြစ်တယ်ပေါ့နော်တကယ်လို့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်မေလို့ကတတိယအဆင့်ကိုသွားမှာဖြစ်တယ်ရှေ့ဆက်သွားတဲ့အဆင့်ကိုသွားမယ်ဆိုလို့ရှိရင်တော့ဒီ149ဒေါ်လာမေလို့ကပြန်မအမ်းတော့ဘူးဒါ one time membership fee နဲ့မေလို့တွေဒီ precaution call ခေါ်မယ်ပြီးလို့ရှိရင်အာအပတ်စဉ်တိုင်းမှာရှိတဲ့ mastermind တွေကိုတက်လို့တက်ခွင့်ရှိမယ်သူတို့ရဲ့ training site တွေကိုသုံးခွင့်ရှိမယ်ပေါ့เนาะဒါကတော့ဒီ149ဒေါ်လာကို ပြန်မအန်းတော့ဖြစ်တယ်တော့ကိုရမယ့်အပိုင်းဖြစ်တယ်ပေါ့နော်တကယ်လို့ဒီ149ဒေါ်လာကိုပေးပြီးတော့ coaching ကိုကော်ပြီးတတိယအဆင့်ကိုသွားမယ်ဆိုလို့ရှင်တော့မှာမေတို့မှာအရင်းနှီးတွေနဲ့စပြီးတော့မေတို့ one time investment နဲ့စပြီးတော့မေတို့ business ID ယူပြီးတော့ဆက်သွားရမှာဖြစ်တယ်ပေါ့နော်ဒါဒီ business ကိုလှုပ်ချင်တယ်ဘယ်လိုလှုပ်ရမလဲဆိုတဲ့အစဉ်စဉ်ပေါ့နော်တခြားအဝေးကိုမစင်စားဘူးစမယ်ဆိုလို့ရှင်အဓိကကိုယ်နာမည်နဲ့ email လေးပဲလိုတယ်ဒါလေးထည့်ပြီး register လုပ်ရင်ဒါ တင်လေ့လာလို့ရပြီဆိုတာကိုပြောချင်ပါတယ်ပြီးတော့လေ့လာတဲ့အပိုင်းကလည်းပထမဆုံးအဆင့်မှာဆိုအခမဲ့လေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝလည်း risk မရှိဘူးအဖို့ခလည်းပေးစရာမလိုတဲ့အတွက်ကြောင့်မလို့လွတ်လွတ်လပ်လပ်လေ့လာလို့ရပါတယ်လို့ sharing လုပ်ပေးချင်ပါတယ် thank you ပါ ဟုတ်ကဲ့ပါမမေသေးစိတ်လေးကိုပေါ့နော်ရှင်းပြပေးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။မြောက်ကိုမိထားတဲ့ follower လည်းနားလည်မယ်လို့များယုံကြည်ပါတယ်။ဆိုတော့ဟုတ်တယ်စီးပွားရေးကိုဒါပေမဲ့စီးပွားရေးတစ်ခုကိုပေါ့နော်စိတ်ဝင်စားတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အတိကတော့စိတ်ဝင်စားပြီဆိုတာနဲ့အစီးပွားရေးမှာဘာတွေလုပ်ရမလဲဆိုတဲ့အချက်ကလေးတွေကိုအသေးစိတ်တိတိကျကျလေးတော့လေ့လာဖို့လိုတယ်။အဲ့ဒါမှပဲဒီစီးပွားရေးကအာကိုလုပ်ရမယ်ကိုနဲ့တက်ညီမစီးပွားရေးဆိုတာလည်းတက်တက်ကွက်ကွက်သိနိုင်မှဖြစ်တယ်ပေါ့နော်။ဒါကြောင့်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်အစီးပွားရေးမှာရှိလေ့လာရမယ့်အပိုင်းတွေလှုပ်ဆောင်ရမယ့်အပိုင်းလေးတွေကိုတော့ သေးစိတ်လေးလေ့လာကြည့်ချင်ပါတယ်လို့များကတော့ကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ဟုတ်ကဲ့ဒုတိယမိကွန်းနေနဲ့တော့မိထားတာပေါ့နော် digital business ကိုလုပ်ကိုင်းတဲ့အခါမှာများတွေကပြောတယ်များတွေကိုကူညီပေးတဲ့သူတွေရှိတယ်ဆိုတော့အဲ့ဒါကဘသူတွေကလမ်းပြပြီးတော့ကူညီပေးတာလဲလို့လာမေးရပေါ့နော်အဲ့ဒါလေးကိုမလင်းကိုများ share လုပ်ပေးစီချင်ပါတယ်ဟုတ်ပါတယ်အခုနောက်တော့ဗောနော်ဒီမမေ sharing လုပ်ပေးသွားတယ်ဘယ်လိုတွေလေးလာမလဲဆိုတော့အစားအနေဒီလေးလာတဲ့အချိန်ကနေစပြီးတော့ဗောနော် ဒီကိုရေဂျစ်စတာလုပ်တဲ့သူကဒါကိုရဲ့မန်တာဖြစ်မယ်ပေါ့နော်အဲ့တော့သူကနေပြီးတော့အဲ့ဒီကနေစပြီးတော့ပေါ့နော်ဘယ်လိုမျိုးတွေလေ့လာရမလဲဆိုတဲ့အစဉ်အဆက်ကိုအဲ့ဒီကနေစပြီးတော့ဒါကုညီသွားတာဖြစ်တယ်ပေါ့နော်တချို့ကလည်းပြောတယ်အဲ့လိုမျိုးကုညီနေနေကိုကပတ်စံရတာလားလို့ပြောတယ်ပေါ့နော်ဒါကလည်းဒါမျိုးရတာမဟုတ်ဘူးပေါ့နော်ကိုရီးယားဘာမှရတာမဟုတ်ဘူးဒါပေမဲ့ဒီလိုကုညီလိုက်ပြီးတော့နောက်ပိုင်းကျတော့မှအာကိုကဟိုဘယ်လိုကောင်းလဲကိုနဲ့လက်လွဲလာတဲ့ခါကျမှဟိုကဖြစ်တာပေါ့နော်အဲ့တော့ခါကျတော့ ဟိုအဲ့ဒီတည်းကနေပြီးတော့ခုနကလေးလာမဲ့တချို့တွေကြတော့ဗောနော်အများနဲ့လဲပြောတယ်ဒီလိုမျိုးကိုကဟို register လုတ်ပြီးသွားပြီဆိုလို့ရှိရင် webinar ကိုကြည့်ရှင်มาလဲကြည့်တယ်တချို့ကြတော့လဲဗောနော်မေးရမှာကိုတချို့ကြတော့ဝင်လေးတဲ့သူတွေလည်းရှိတယ်တချို့ကြတော့မေးလိုက်လို့ရှိရင်ကိုကိုများဆွဲခေါ်ထားမလားဆိုတော့စိုးရိမ်စိတ်တည်ရှိတဲ့သူကလည်းရှိကြမယ်ဗောနော် အဲ့တော့အဲ့လိုမျိုးလာပေါင်းများစွာတွေနဲ့ကိုဟနဲ့ကိုဟိုတစ်တစ်လေးဟိုဘောနော်ဒီတိုင်းပဲဟိုကြည့်ချင်မှလည်းကြည့်မယ်ကြည့်ရင်လည်းအပေါ်ရင်ရှင်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းရဲ့အဲအခွင့်အလမ်းကောင်းတွေကိုတွေ့မှာမဟုတ်ဘောနော်နောက်ပြီးလို့ရှိရင်ကိုကကိုလုံးနေကြမဟုတ်တဲ့အတွက်ကြောင့်ဘောနော်ဒီလုပ်ငန်းကကိုကိုရာကမတိတဲ့ဟာတွေရမ်းများတယ်ဒါကိုတွေလေးလာတော့မှလည်းအတိုင်းပဲဘောနော်ဒီ ိုရီဥမာဆိုရင်ဘာတွေမတည်ဘူးလဲမတည်ဘူးဆိုရင်ကိုရီဂျစ်စတာလောက်ထားတဲ့သူကိုအသေးစိတ်မေးလို့ရတယ်ပေါ့နော်အားလုံးကလည်းဒါအသေးစိတ်ကိုတစင်မေးတစင်ပေါ့နော် sharing လုပ်ပေးမယ်ရှင်းပြပေးမယ်ဒါပြီးတော့မှသူတို့ကိုယ်တိုင်ဒါတည်တည်ချာချာလေ့လာရမယ်လေ့လာပြီးတော့မှသူတို့ကိုယ်တိုင်ဒီလုပ်ငန်းကိုလုပ်ကင်မလားမလုပ်ကင်တော့ဆိုတော့ကိုစုံဖြတ်ရမှာဖြစ်တယ်။ဒီကိုကိုယ်တိုင်ပဲပြီးလို့ရှိရင်လုပ်ကင်လာခဲ့ပြီဆိုလို့ရှိရင်လည်းကိုကိုယ်တိုင်ပဲလုပ်ကင်ရမှာဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ဒီလုပ်ငန်းမှာအကောင်းတဲ့တစ်ချက်ကတော့ဗောနောကိုကိုဘေးနားနေခုနကတော့ကိုရဲ့ mentor ရဲ့နောက်တစ်ခု နောက်တစ်ယောက်ကကိုရှီရဲ့ဗောနောဒီနှစ်ယောက်ကနေပြီးတော့ဟိုအနီးကပ်ကိုကိုတွေကိုလက်တွဲကူညီပေးတာဖြစ်တယ်ဗောနောဘာလို့လဲဆိုလို့ရှိရင်ခုနပြောတဲ့အတိုင်းဟိုလုပ်ငန်းလှုပ်လာပြီဆိုလို့ရှိရင်အစ်စ်အစ်စ်ဗောနောအစ်စ်ဖြစ်တဲ့ training site ကိုပေးထားတယ်ဆိုပေမဲ့လည်းတချို့ကြာလို့ရှိရင်ဒီ training site ကို ဟိုဘယ်ရဆလို့လို့လောက်အောင်ကကိုရီလည်းဖြစ်ခဲ့တာပဲပေါ့နော်ဒါပေမဲ့ကိုကိုမန်တာနဲ့ကိုရှင်နဲ့နေပြီးတော့ဘလိုဘလိုလေးတွေကို step by step ဘလိုသွားရမလဲဆိုတာလေးကိုအစပေါ့နော်လုပ်ငန်း setup လုပ်တာတွေရောအားလုံးဘလိုတွေ form ဖြစ်ရမလဲဘလိုတွေလောက်အောင်လဲအစအဆုံးကိုဒါအသေးစိတ်ကူညီပေးတာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်စိုးရိမ်ကြမလို့ဘူးအဓိကကတော့ကိုကိုတိုင်းလေ့လာတဲ့သူကိုတိုင်းကိုကပေါ့နော်ဟိုကူညီမဲ့သူနဲ့ဒါပူပေါင်းမှရတယ်ပေါ့နော်ဒါမှသာ ကိုကိုရာကအကျိုးမြတ်အဲနောက်အခွင့်လန်းကိုသိရှိရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းမှာတချို့ဟိုဟာပေါ့နော်အများနဲ့လည်းပြောတယ် supportive community ရှိတယ်လို့ပြောတယ်။ခုနက mentor နဲ့ coach နဲ့နှစ်ယောက်ထဲသာမကဘူးပေါ့နော်။ဒီလုပ်ငန်းထဲမှာဒါ global မှာလောက်ကန်နေတဲ့သူတွေအများကြီးရှိတယ်။တခြားနိုင်ငံခြားသား coach တွေလည်းရှိတယ်။ဒါမှမဟုတ်လို့ရှင်ကိုကိုတိုင်က founder ကိုတွားပြီးတော့မေးမြန်းခြင်းရတာမှပဲမေးမြန်းလို့ရတယ်ပေါ့နော်။အဓိကကတော့ကိုကဟိုလိုချင်တဲ့သူဖြစ်ရင် ဟိုပညာကိုရှာနေတဲ့သူဖြစ်ရင်ကိုကမသိတာကိုမသိတဲ့ဥစ္စာကိုမေးရတဲ့ဟာမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ဘသူကမဆိုကိုကမေးလို့ရတာဖြစ်တယ်ဗောနော်အဲ့တော့အားလုံးကလည်းဒါကကိုကဖောင်နာဖြစ်လို့အခုမှစဝင်တဲ့သူတွေစကားမပြောဘူးဆိုတာမရှိဘူးဗောနော်ဟိုဒီ group chat တွေရှိတယ်ဗောနော်အဲ့ chat တွေကနေပြီးတော့သူတို့ကိုလှိုင်း message ပို့လိုက်တယ်ဆိုရင်သူတို့ကနေပြီးတော့စချင်း reply ပြန်ပေးတာဖြစ်တယ်ဗောနော်သူတို့ဟိုတွေ့တဲ့အခါကျလို့ရှိရင် reply ပြန်ပေးတာဖြစ်တယ်အဲ့တော့ ပြောရမယ်ဆိုလို့ရှိရင်ဒီ supportive community တစ်ခုလုံးကပေါ့နော်ဟိုလက်တွဲကူညီပေးတာဖြစ်တယ်အဲနောက်တစ်ခုကဆိုလို့ရှိရင်ကိုရီကခုဆိုလို့ရှိရင်လည်းအမြဲတမ်းပေါ့နော်အာအပတ်စဉ် Zoom meeting တွေဖွင့်ပေးတယ်ဒါအဲ့ဒီမှာလည်းကူညီပေးတယ် group like လည်းကူညီပေးတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်တယောက်နဲ့တယောက်ရဲ့ business partner အချင်းချင်းကလည်းသူတို့ရဲ့အခက်အခဲတွေကိုဟိုဘယ်လိုခေါ့မလဲ ကူညီနေတဲ့အချိန်ကျရင်ကိုရီးယားလည်းလေ့လာခြင်းအဖြစ်လည်းဒီအရာတွေကနေပြီးတော့ကိုရီးကိုပညာတွေပို့တိုးစေတာဖြစ်တယ်ပေါ့နော်။ဟိုကိုကိုတိုင်းတချို့ကျတော့ကိုကိုတိုင်းမှားဘူးမှဒီအသိပညာတွေကိုရမယ်ဆိုတာမျိုးဆိုတာထက်ဒီလုပ်ငန်းမှာကကိုကိုတိုင်းမှားမသေးပင်မဲ့လဲပေါ့နော်။ဟိုသူများရဲ့အမားကနေပြီးတော့ကိုကိုတိုင်းမှာလေ့လာခွင့်ရတာဖြစ်တယ်ပေါ့နော်ဒါကလည်းအကန့်ရောင်းကောင်းမွန်တဲ့ဒါဟို community ဖြစ်တယ်ပေါ့နော်နောက်ပြီးရင်တချို့ business partner အချင်းချင်းဆိုလို့ရှိရင်လည်းပေါ့နော်ဟိုသူတို့တည်တယ်ဥပမာဆိုလို့ရှိရင်အာကိုတည်တဲ့အရာကိုလည်းဒါအခု business partner တွေကို sharing လုပ်ပေးတယ်ဥပမာဥပမာမက်တရတည်တယ်ဆိုလို့ရှိရင်လည်းမက်တင်ကကိုရီကို sharing လုပ်ပေးတယ်ကိုကတည်တယ်ဆိုလည်းအားလုံးကို sharing လုပ်ပေးတယ်ဒါမျိုးပေါ့နော်ဥပမာဆို group chat မှာအာဘယ်သူကဘာဖြစ်လို့ဆိုပြီးတော့အာအခက်အခဲကိုပြောလိုက်တယ်ဆိုလို့ရှိရင်တည်တဲ့သူကချက်ချင်းပြေပေးတယ်ပေါ့နော်ဒါကြောင့်မလို့ community တစ်ခုလုံးကတော့အကုန်လုံးပေါ့နော်သူတည်တဲ့သူကတော့အကုန်လုံးကတော့ ဟိုလက်တွဲကူညီပေးတာဖြစ်တယ်ဗောနော်ဒါကြောင့်မလို့အာငါ့ရဲ့ coach ငါ့ရဲ့ mentor ကပဲဒါကူညီပေးမှလာမဟုတ်ဘူးဗောနော်ဒါကြောင့်မလို့အားလုံးကတော့ကူညီပေးတာဖြစ်တယ်ဗောနော်နောက်ပြီးတော့ landing mine ကတော့ဟိုအများကြီးဗောနော်ဦးနာ149တည်တင်ထားတဲ့ benefit တွေတဲ့မှာဆိုရင်ဒါကိုရီးယားဟို mastermind နေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းတကယ်ကိုအောင်မြင်နေတဲ့သူတွေကသူတို့ရဲ့အတွေ့အကြုံတွေသူတို့ရဲ့ဟိုပေါ့နော် အာဘယ်လိုကောင်းလဲချက်တန်းလာတဲ့ဒီ successful story ကိုသူတို့ကအမြဲတမ်း sharing လုပ်ပေးတာဖြစ်တယ်ဗောနော်အဲဒီကနေ select ကကိုရီးယားအာသူတို့ကဒါတစ်ဖက်တစ်လမ်းကနေပြီးတော့ကိုရီးကိုလက်တွဲကူညီပေးတာပဲဖြစ်တယ်ဒါကြောင့်မလို့အောင်မြင်သူတွေကနေပြီးတော့လက်တွဲကူညီပေးတယ်အဓိကတော့ဒီလိုမျိုးလိုအပ်တာတင်မလားဟိုတကယ်ကိုစူးစမ်းသင်ယူလို့စိတ်ရှိတဲ့သူဆိုလို့ရှိရင်เนาะဒီလုပ်ငန်းမှာကဟိုမလုပ်တတ်စရာမလိုဘူးဗောနော် ဟိုတည်ယူလေးစိတ်ရှိဖို့ပဲလိုအပ်တယ်အဲ့တော့အနောက်ကနေပြီးတော့ကိုကကြိုးကြိုးစားစားနဲ့တည်ယူရင်းလေးလိုက်ရင်းနဲ့လုတ်ကင်သွားမယ်ဆိုလို့ရှိရင်တော့တကယ်ကိုအောင်မြင်နိုင်တဲ့စီးပွားရေးပေါ့နော်အများဆုံးအောင်မြင်နိုင်တဲ့စီးပွားရေးဖြစ်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အာကိုကလုတ်တော့မယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကိုကိုတိုင်းကလေးလာတည်ယူခြင်းစိတ်ရှိလားဆိုတဲ့အရာ နောက်ပြီးတော့ဆန္ဒပင်ပြမှုရှိတာဆိုတဲ့အရာကိုပဲကိုကိုရန်စဉ်းစားမှဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ခုနကငါမလုပ်တတ်မှစိုးရိမ်နေတဲ့အရာတွေကိုစိုးရိမ်စရာမလိုဘူး။ကိုညီမဲသူတွေကတော့အများကြီးရှိတယ်ဆိုတာလေးကို share လုပ်ပေးချင်ပါတယ်လို့ကျေးဇူးပါဟုတ်ကဲ့ပါတိတ်စီလေးရှင်းပြသွားတယ်ကျေးဇူးအများကြီးတင်ပါတယ်မလင်းဟုတ်တယ်ဒီစီးပွားရေးကိုပေါ့နော်များဆိုရင်လည်းစားခဲ့တာ zero experience နဲ့စားခဲ့တာပေါ့နော်ဘာအတွက်ကြုံမှမရှိဘူးဒါပေမဲ့လည်းဒီစီးပွားရေးကအာ ကိုနဲ့လှုပ်လို့အဆင်ပြေမဲ့စီးပွားရေးဖြစ်တယ်ကိုနဲ့တင့်တော်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်ရွေးရှိခဲ့တယ်ပေါ့နော်ရွေးရှိခဲ့တဲ့အခါမှာအာဒီစီးပွားရေးကိုစတင်လုပ်ကိုင်တယ်လုပ်ကိုင်ပြီးစိတ်ဝင်စားပြီးတော့လေ့လာပြီးဆိုကြရကိုရဲ့ mentor နဲ့ coach နဲ့ကိုကိုလုံးဝ fully support ပေးတယ်ဒါပြီးတော့ဒီစီးပွားရေးကိုလုပ်ကိုင်လိုက်တဲ့အခါမှာဒီ community တွေကိုရဲ့ business partner တွေကလည်းမရှုံးမရှံကိုတည်ကျင်တဲ့အရာလေးတွေရောအားလုံးကို အာ sharing လုပ်ပေးကြရတယ်သင်ပေးကြရတယ်ချို့ကြရင်ဒီ video ဥပမာပေါ့နော် video လေးတစ်ပုတ်လက်လာလေးသူလုတ်တက်တယ်ဆိုရင်နောက်မှဒီ meeting တွေမှာဆိုလို့ရှိရင်ဒီ video လေးကဒီလိုမျိုးလုတ်တင်ဘယ်လိုလေးအဆင်ပြေတယ်ပေါ့နော်အကုန်လုံးကအာ sharing လုပ်ပေးကြရတယ်အမြဲအကုန်လုံးကပေါ့နော်အာ positive mindset ရှိကြရတယ်လို့ပြောပြောခြင်းတယ်ပေါ့နော်ဒီ community မှာရှိတဲ့လူတွေဆိုတော့အာဒီစီးပွားရေးကိုလုတ်ကင်တဲ့အခါမှာအလုံးက ကိုတိတဲ့ကိုတက်တဲ့အရာလေးတွေကိုအားလုံးကို sharing လုပ်ရှင်ကြရတယ်ဆိုတော့ကိုကမေးခွန်းလေးတစ်ခုမေးလိုက်တယ်ဆိုရင်မဖြေတဲ့ဟိုအရာအများကြီးပဲပေါ့နော်ဆိုတော့အာကိုလူမျိုးတွေမကအောင်ဒီစီးပွားရေးကိုလုပ်နေတဲ့အခြားနိုင်ငံသားတွေဆိုရင်လည်းသူတို့တိတာတွေကိုကိုကကိုနဲ့သူနဲ့တငယ်ချင်းဖြစ်လို့သွားမေးလိုက်တယ်ဆိုရင် तू ကအကုန်လုံးကိုဖြေပေးကြရတယ်ဆိုတော့အာဒီစီပွားရေးလုပ်တဲ့အခါမှာအခက်ခဲရှိလားဆိုတော့အာချီးတင်းတလောက်တော့ရှိတယ်ဒါပေမဲ့လည်းအာ ကိုမသိဘူးဆိုတာနဲ့အားလုံးကဖြစ်ပေးကျင်ကြတယ်အားလုံးကကုညီပတ်မိုးပေးကျင်ကြတယ်တရားကိုတရားဆိုရခါကြတော့သွားရတာလုတ်ကန်ရတာအရန်ကိုအာမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူလုတ်ကင်နိုင်တယ်ပေါ့နော်ဆိုတော့ဒီစီးပွားရေကိုလုတ်ကင်တဲ့အခါမှာအငါ့ကိုမကူညီပဲနေပါမလားငါ့ကိုမလုတ်ပဲနေပါမစိုးရင်စရာမလိုဘူးအထက်ကမင်းနှစ်ယောက်ကမန်ထန်နဲ့ coach နဲ့ကလုံးဝအာ fully support လုပ်ပေးတယ်ဆိုတော့ဘာမှကြောက်စရာမလိုဘူးဆိုတော့အာဒီမိကုံးလေးကိုမေးထားတယ်ပေါ့နော်အာမြရဲ့ follower ကတော့နားလည်လိမ့်မယ်လို့များမျှော်လင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်မလင် ဟုတ်ကဲ့ပါဆိုတော့တတိယမိကွန်အနေနဲ့ပေါ့နော် digital business ကိုလုပ်ကင်ဖို့အတွက်ကိုယ့်ဘက်ကဘာတွေပြင်ဆင်ထားသင့်လဲဘာတွေလိုအပ်လဲဆိုတာလေးကိုပေါ့နော်မတ်တင်ကို sharing လုပ်ပေးစီချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါခဏဟိုဟာမတ်မေပြောသားတယ်လို့ပေါ့ကြောက်ကြက်ရက်ဒီဟိုရောက်ရက်တရားခတ်နော်ဆက်စလူးစိတ်နေဖြစ်နေတဲ့အခါကျတော့ဟိုမြအောင်လဲကျေးဇူးတင်တဲ့အကြောင်းမပြောလက်ရဘူးနောက်ပြီးတော့အာမတ်မေနဲ့လင်းအောင်လဲကျေးဇူးတင်တဲ့ဆိုတဲ့အကြောင်းမပြောလက်ရဘူးပေါ့နော်ဒါအခုမှ ကားခံပြီးတော့ဟိုရှေ့ဆုံးစကားကိုနောက်ဆုံးမှပြန်ပြောရတော့ပြန်ဒါ sorry ပါလို့เนาะဒါခဏလဲတူတူပဲဒီရှေ့မှာလဲ तू ကရောက်ရက်တိခပြီးလာပြီဟိုဟာဖြစ်နေတဲ့အတွက်ပေါ့เนาะဒီမင်းကလေးကအရန်ကောင်းတယ်ဘလို့လူစားတွေလောက်ကိုင်လို့ရမလဲเนาะဘလို့ဘယ်ကအဲကိုဘကဘာတွေလိုအပ်တလဲပေါ့เนาะဆိုတဲ့အခါကျတော့အမဟိုဟာနည်းနည်းပြောပြချင်တာအသက်၁၈နှစ်ပြည့်တဲ့သူတွေ เนาะဘသူပဲဖြစ်ဖြစ်အသက်ဆက်ရှင်နေပြည်တာနဲ့လောက်ကင်လို့ရတယ်ဒါပေမဲ့တယ်လီဖုန်းရဲ့အင်တာနက်ရဲ့ကွန်ပျူတာရဲ့ရှိရမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီဘာပဲဖြစ်ဖြစ်ကိုတက်နိုင်လဲဆိုလို့ရှိရင်လည်းဒါကွန်ပျူတာဘိုင်းနဲ့ပတ်သက်လို့အခြေခံရတာအင်္ဂလိပ်လို့အခြေခံရတာလည်းကောင်းတယ်မရရင်လည်းပူစရာမလိုပါဘူးပေါ့နော်ဒါအမလို့ဒီခဏ share လူတွေ share သွားထား share ပြပြောသွားသလိုပေါ့နော် sharing လုပ်ပေးသလိုပဲ မန်တာနဲ့ coach ကအကုန်လုံးသင်ကြားသွားပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကတော့ business mindset ရှိဖို့လိုတယ်တကယ်လှုပ်ရှင်စိတ်ရှိဖို့လိုတယ်ပေါ့နော်ဒါအဲ့ဒါဆိုရင်ဒါအမတို့ဒီလုပ်ငန်း digital business ကိုစတင်အောင်တွေးရှိပြီတွေးရှိပြီဆိုရင်နံပါတ်၁ပါလဲဆိုတော့ business mindset ရှိတဲ့လူတကယ်ဖြစ်ချင်တဲ့သူအမခဏအမမေပြောတယ်ဘလို့စတင်ရမလဲဆိုတာကိုလာပြီးမေးတာဖြစ်တယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီနံပါတ်၁ business mindset အရင်အရေးကြီးတယ် တကယ်လောက်ကင်ခြင်းစိတ်အရေးကြီးတယ်တစိုက်မမတ်လောက်ကင်ခြင်းစိတ်ဇွဲရှိရမယ်เนาะကိုဘာပဲဖြစ်ဖြစ်ပေါ့เนาะငါကိုသွားခြင်းနဲ့လမ်းကြောင်းတစ်ခုကြောက်ကိုရောက်ရမယ်ဆိုတော့မျောလင်းချက်မျိုးเนาะဒီစူးစားခြင်းစိတ်မျိုးရှိမှလဲဒီလိုစီးပွားရေးကလောက်ကင်လို့ရတာဖြစ်တယ်ပေါ့ခဏလင်းရှဲပြသွားတယ်လို့ပဲ mental နဲ့ coach နဲ့ရှိတဲ့အတွက်ကိုဘာမှမတန်လဲ zero experience နေစလဲ ဒီလုပ်ငန်းကကိုအောင်မြင်တဲ့အထိကိုကရှောက်လန်းနိုင်တာဖြစ်တယ်ပေါ့နော်အဓိကတော့လှုပ်ချင်လှုပ်ချင်ကန်ရင်စိတ်စူးစားခြင်းစိတ်လိလာတင်ယူခြင်းစိတ်ရှိဖို့ပဲဒီကိုလိလာတင်ယူထားတဲ့ဟာတွေကိုကိုကပြန်လဲအသုံးချပြီးတော့ပြောတတ်ဖို့ပဲလိုတယ်ပေါ့နော်ဟိုဒီလုပ်ငန်းတွေမှာဘယ်လိုနေရာမှာအသုံးချမလဲဆိုတော့သိတတ်ဖို့ပဲလိုတယ်ပေါ့နော်ဆိုတော့အမားတို့ဆိုရင်အခုဒီလိုမျိုးကိုအတွက် စီးပွားရေးကိုလုတ်ကင်မှုဆိုရင်နဘတ်တဲ့အနေနဲ့ကိုဆိုရင်ဒါ mindset အပြည့်နဲ့ကိုဝင်လာခဲ့တဲ့အတွက်ဒီလုပ်ငန်းကိုချက်ချင်းနော် register လုပ်တယ် register လုပ်ပြီး video ကြည့်တယ်ကြည့်ပြီးတော့ video ကြည့်တာအရန်ကြိုက်တယ်အရန်ကြိုက်တဲ့အတွက်အထက်ထက်အခါခါကြည့်တယ်ကျင့်တတ်တဲ့အတွက်ချက်ချင်း149သွင်းမယ်ဆွဲထားရင်တော့မနေဘူးမတားဘူးနော်149သွင်းမယ်နောက်နေ့မကြောက်ဘူးကိုချင်းကတန်းခေါ်မယ်ပြီးတာနဲ့ distributor ID ဖြစ်ဖို့အတွက်ကိုကြိုးစားခဲ့တယ်ပေါ့နော် အဓိက mindset လိုလေဆိုတဲ့အကြောင်းကိုမာ sharing လုပ်ပေးခြင်းနဲ့ဇွဲလုံလဝရိယလည်းရှိရမယ်ဆိုတဲ့အကြောင်းပေါ့နော် thank you ပါဟုတ်ပါတယ်ဆိုတော့အာ digital business ကိုလုပ်ဖို့ဆိုရင် digital business မှာမဟုတ်ဘူးပေါ့နော်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်တကယ်စီးပွားရေး business mindset ကတော့လုံးဝရှိဖို့လိုအပ်တယ်အမ်မတင်ပြောသလိုပေါ့နော်ဒီဇွဲတွေလုံလာတွေရှိဖို့အရန်ကိုလိုအပ်ပါတယ်နောက်ပြီးတော့ digital business မှာကကြာတော့အမ်အခြားစီးပွားရေးနဲ့မတူဘဲနဲ့အကုန်လုံးကလုံးဒီ သင်ရမယ့်လေ့လာရမယ့်အရာတွေအားလုံးကို तू က training နဲ့ဆင်းဆင်းလုပ်ထားတဲ့အခါမှာ digital business ကိုလုပ်ကိုင်တဲ့သူတယောက်ကအတိကလေ့လာခြင်းစိတ်သင်ယူခြင်းစိတ်ရှိတယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကိုလုပ်ကိုင်လို့ရတယ်။ဘေးမှာဘေးမှာကူညီပေးမဲ့သူတွေရှိတယ်။ကိုယ့်ဘက်ကလည်းကိုကစီးပွားရေးတစ်ခုလုပ်ချင်တယ်ဒီငွေကြေးတစ်ခုကိုလွတ်မြောက်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကလည်းဒီလေ့လာခြင်းစိတ်သင်ယူခြင်းစိတ်ဆိုတဲ့ effort လေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ဘေးကလည်းကူညီပေးတဲ့သူတွေရှိတဲ့အတွက်ကြောင့်အမြန်ဆန်ဆန်နဲ့ပေါ့နော်။အရှင်တို့တွင်မှာအောင်မြင်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်။ဆိုတော့အများရှိကိုလာမေးထားတဲ့ follower တွေပေါ့ เนาะဒီနေ့ဖြည့်ကြားပေးသွားတဲ့ဟာကိုအာကျင့်နေမယ်လို့တော့များမျှော်လင့်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒီနေ့ပေါ့เนาะဒီစကားဝိုင်းလေးကိုအာဒီနေ့မေးတဲ့များများရှေ့က audience တွေ follower တွေအသိကျင်လို့ငါတို့မေးခွန်းထုတ်လိုက်တာဖြစ်မယ်เนาะသူတို့မေးတဲ့မေးခွန်းလေးတွေကိုပေါ့နော်များများတယောက်တည်းမဟုတ်ဘဲနဲ့အမရနဲ့ဝိုင်းပြီးတော့ sharing လုပ်ချင်းဖြစ်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါ digital business ကိုလက် တွေ့လို့ပေါ့နော်စိတ်ဝင်စားတယ်လေးလာကြည့်ချင်တယ်ဆိုရင်ညီအရို့အစင်းစင်းအစင်းစင်းလေးတွေ sharing လုပ်သွားတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးဝင်ရောက်ပြီးတော့လုတ်ကင်ချင်တယ်ဆိုလို့ရှိရင်ညီအရို့ညီမလေးယောက်မှာရှင်မ website လေးတွေရှိရဲ www နဲ့ဆားရဲ website လေးတွေပေါ့နော်မတူနဲ့ပဲလက်တွဲလက်တွဲဒီစီးပွားရေးကကိုကျိုးဆိုင်ကျိုးစားတလောက်အောင်မြင်မှုပန်းနိုင်ကိုမြင်မြန်ဆန်းဆန်းရောက်နိုင်မှာဖြစ်တယ်ဆိုတော့မတူနဲ့ပဲလက်တွဲလက်တွဲဒီစီးပွားရေးမှာရှိတဲ့ benefit တွေရပိုင်ခွင့်တွေအားလုံးကအတူတူပဲဖြစ်တယ်ဒါကြောင့်ပေါ့နော်ဒီစီးပွားရေးကိုစိတ်ဝင်စားတယ်ဆိုရင်မတူနဲ့ပဲလက်တွဲလက်တွဲအာကို ရောက်မဲ့ပန်းနိုင်ကအတူတူပဲဖြစ်တယ်ဆိုတာကိုလည်းများဒီနေ့ sharing လုပ်ရှင်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒီနေ့ကတော့ဗောနော်များတို့ရဲ့ဒီ internet cafe ကို live လေးကိုဒီနေ့မှာပဲအဆုံးသတ်မယ်ဆိုတော့အားလုံးအာကျေးဇူးများကြီးတင်ပါတယ်အခုကြည့်တဲ့သူတွေရောနောက်မှကြည့်မဲ့သူတွေကိုလည်းအားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းနားလည်လိမ့်မယ်လို့များမျှော်လင့်ပါတယ်ဆိုတော့ဟုတ်ကဲ့ပါဒီ live လေးကိုဒီနေ့မှာပဲအဆုံးသတ်ကြမယ် bye bye bye